အရှင်ဖရာအခုလိုင်းပေါ်မှာပြောနေကြတဲ့သောမကျော်မင်းအကြောင်းကတကယ်ပါလားဖရာတဲ့ကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားလက်ထက်ကသောမအမည်ရှိတဲ့ကျွမင်းရအမည်စီဥတွေကိုတူပြီးတော့ဘုရားရှင်ကိုစက္ကပ်ထူတဲ့အခါမှာဘုရားရှင်ကပြုံးလို့မူခဲ့ပါတယ်ပြောပါတယ်ပြုံးတဲ့အကြောင်းမိတဲ့အခါမှာမြတ်စွာဘုရားကပြန်ပြောတဲ့သောမကျွမင်းရ ဘုရားတတရတကယ်2000နှစ်ကျော်တဲ့ခါမှာပါပမင်းတို့ထက်မှာဒိုးဆောင်လူမျိုး12မျိုးနဲ့မှာရုရှားလူမျိုးရဲ့ဧကရမင်းဖြစ်လာပြီလို့ပြောပါတယ်လည်းနဲ့အတက်ပညာမှာတစ်ဖက်ကန်းတက်ပြီးတော့မှအတူမရှိတဲ့လည်းနဲ့ဝိဇာဧကတဲ့သဘောဖြစ်ပြီးမြန်မာဘရင်မြေမြတ်တို့နဲ့ချီချီရင်းနေတဲ့မဟာမေစုတွေဖြစ်လာမယ်လို့ဓာရီစကားပြောခဲ့တယ်။အခုမြန်မာဆိုင်ကာလမှာကျွန်တော်တို့နိုင်ငံမှာမဟာမေရောမျိုးချီချီရင်းနေတဲ့မေစုနိုင်ငံတွေဖြစ်ကြပါတယ်။ ရုရှားနိုင်ငံလည်းနဲ့နဲ့ဒီပညာမှာကမ္ဘာထိပ်တန်းစင်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ရုရှားဒီမျက်စောပြားဓာရီကထူးခြားတဲ့တိုက်ဆိုင်ပြီးအံဝဝယ်မှန်ကန်နေတော့ကျွန်တော်တွေ့တယ်။ဒါကြောင့်ဒီဟာနဲ့ပတ်သက်ပြီးတမိုင်းမှာရှိခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးကျွန်တော်တွေတော့ဟိုဘုံဘာကြောင့်ကျွန်တော်ပြောလို့ပါ။အရှင်ဖရာအခုလိုင်းပေါ်မှာပြောနေကြတဲ့သောမကျွမ်းမင်းအကြောင်းကတကယ်ပါလားဖရာတဲ့။950နိပတ်တော်ဧကကနိပတ်ကုသလာနိဝတ်ဗိလာရဝတ္တသတ်မှာတော့ ကြွမင်းဆိုတာရှိပါတယ်။သို့တော့အဲ့ဒီကြွမင်းကအခုပြောနေတဲ့ကြွမင်းတော့မဟုတ်ပါဘူးเนาะ။ဟိုကဖရာအလောင်းကြွမင်းပါ။အခုပြောနေတဲ့ကြွမင်းကမြမရထမဟာဘိတကပန္တိတဘွဲခံပါဠိဆရာကြီးဦးစောရေးတဲ့ဥအောင်ဇေယအထုပ်ပတိစာအုပ်မှာပါတာပါ။ပါဠိဆရာကြီးဦးစောကအဲ့ဒီအကြောင်းအရာကိုဘယ်ကနေယူပြီးရေးတယ်ဆိုတာတော့ဦးစင်းလည်းမသိပါဘူးเนาะ။တေချာတာကတော့အဲ့ဒီအကြောင်းအရာဒီ ဖရာဟောပါဠိတော်မှာမပါတာသိကြပါမိစ္ဆာဓမ္မအကြောင်းလေးရှင်းပြပါဖရာတဲ့မိစ္ဆာဓမ္မကိုအဘိဓိအမျိုးမျိုးဖွင့်ဆိုကြပါတယ်ပါဋိကဝဂအထကထာမှာတော့မိစ္ဆာဓမ္မဆိုတာယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းတမန်မှုလို့အဘိဓိဖွင့်ဆိုထားပါတယ်အဲ့ဒီလိုယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းတမန်မှုလို့အဘိဓိဖွင့်ဆိုတာကိုမကြိုက်တဲ့လူအချို့က အထာကထာသည် ဖရာအာဘောကိုကြော်လွန်တယ်ဆိုပြီးပြောပါတယ်တကယ်တော့အထာကထာသည်ဖရာအာဘောကိုမကြော်လွန်ပါဘူးဖရာအာဘောကိုသိပါတယ်မိစ္ဆာဓမ္မဆိုတာကိုကြည့်လိုက်ပါ မိစ္ဆာနဲ့ဓမ္မနှစ်ပုတ်ပေါင်းဆက်ထားပါတယ်မိစ္ဆာတရာသည်မိစ္ဆာမုတာဖရာယံဆိုတဲ့အဘိဓမ္မစကားအရမှားယွင်းခြင်းချွေယွင်းခြင်းဖောက်ပြန်ခြင်းမှန်မှန်ကန်ခြင်းဆိုတဲ့အနက်ကိုဟောပါတယ်ဓမ္မတရာသည်သဘာဝအနက်ကိုဟောပါတယ် မိစ္ဆာဓမ္မနှစ်ပုတ်ပေါင်းလိုက်တဲ့အခါမှာမိစ္ဆာပါရင်ချင်းချွေရင်ချင်းဖောက်ပြန်ချင်းမမှန်ကန်ချင်းဓမ္မသဘောတရားလို့အဓိပ္ပာယ်ရပါတယ်ပုံမှန်မဟုတ်ပဲလွဲမှားစွာဖောက်ပြန်တဲ့သဘောကိုပဲမိစ္ဆာဓမ္မလို့ဆိုလိုခြင်းဖြစ်ပါတယ်ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းတတ်မှတ်တာဟာပုံမှန်သဘာဝမဟုတ်ပါဘူးเนาะဒါကြောင့်အထာကထာကမိစ္ဆာဓမ္မကိုယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းတတ်မှတ်မှုလို့ အတိတ်ပဲပြန်ဆိုလိုက်တာပါအဲ့ဒီလိုပြန်ဆိုလိုက်တာဟာအမတ္တမသဘာဝကြပါတယ်နော်ဒါကြောင့်မိစ္ဆာဓမ္မအကြောင်းကိုပြောရမယ်ဆိုရင်ပါဠိကဝက်ကအထကထာယယောက်ျားယောက်ျားချင်းမိမမိမချင်းတတ်မှတ်မှုဟာမိစ္ဆာဓမ္မပဲဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်ဒီမိခွန်းလေးရဲ့လူရဲ့အတိတ်ပဲကသူဟာသူတစ်ပါးအပေါ်မှာဒေါသမျက်လုံးမကောင်းတဲ့မျက်လုံးနဲ့မကြည့်ဘူးပါဘူးသူတစ်ပါးကိုမကောင်းတာမကြံဘူးပါဘူး သို့တော့သူကိုယ်တိုင်ကဒေါသအရန်ကြီးနေပါတယ်အဲ့ဒါကိုပပြောက်အောင်ဘယ်လိုလုပ်ရမလဲလို့မေးတာပါနော်ဒေါသဖြစ်စေနိုင်တဲ့အကြောင်းရင်းက၁အကောင်းမြင်ဝါဒမရှိခြင်း၂နှလုံးသွင်းမမှန်ကန်ခြင်း၃မေတ္တာတရားမရှိခြင်း၄၄မိမိကိုယ်ကိုဗဟုပြုလွန်းခြင်း၅တတိတရားမရှိခြင်း၆အရာရာမှာငါဆွဲအတ္တအာကြီးခြင်းဆိုတဲ့အကြောင်းရင်း၆ပါးကြောင့်ဒေါသဖြစ်ရတာပါ အဲ့ဒီအကြောင်းရင်း၆ပါးကိုပယ်သတ်နိုင်မယ်ဆိုရင်ဒေါသလည်းပပျောက်မှာဖြစ်ပါတယ်ဘယ်လိုပယ်သတ်ရမလဲဆိုရင်တရားများများနာပါမေတ္တာကမ္မထံစီဖြန်းပါဝိပဿနာတရားကိုကြိုးစားပွားများအားထုတ်ပါအဲ့ဒါဆိုရင်ဒေါသဖြစ်စေနိုင်တဲ့အကြောင်းရင်းတရားများပပျောက်သွားပါလိမ့်မယ်နော်